ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပောက်ကူတော်မှစူးစီးတင်ဆက်ထားတာပါတို့ဦးဇင်းပြောနေတဲ့အချင်းဟာ7နာရီ7နာရီ50နဲ့မှ2မိနစ်ဖြစ်ပါတယ်သတိနိုင်နဲ့ဖတ်တဲ့ပြီးမှဦးဇင်းတို့ပြောမှဖြစ်ပါတယ်ဗျသတိနိုင်ကဘလူနယ်မှာနော်တမ်တမ်လူနယ်မှာဖြစ်သွားတယ်ပေါ့ဗျဖြစ်သွားတော့တို့တွေကအော်ကြတယ်ပေါ့ဗျအော်ကြတယ်ပေါ့နော် ဘလို့ဖြစ်တယ်ဘလို့သခွေးတွေဘလို့ဘလို့ဘလို့ဘာဖြစ်လဲတော့သခကံလူနေမှာဘလို့ဘလို့သခိုင်းနိုင်မှာဘလို့အောင်မဲ့ခံတဲ့ဆိုရင်မှာဗျာမျိုးမျိုးអော်ကြတယ်ပေါ့နော်អော်ကြတယ်ပြောရရင်တော့စစ်တပ်ကရှုံးတရောင်ရောင်နဲ့អော်တာပေါ့ဗျာနော်စစ်ပွဲရှုံးတရောင်ရောင်ရောင်နဲ့អော်တာပါဗျာနော်အဲអော်ပြီးလို့မကြပါဘူးနောက်နေ့ data ခံထောင်ချီထွက်ပြေးနေရတယ်တင်းလာကြအောင် data ခံထောင်ချီထွက်ပြေးနေရတယ်အဲ့မဲ့တေတဲ့လူတွေကိုလည်းပြည်သူတွေတဲ့။အော်ပြည်သူတွေရတဲ့ယောက်ျားတွေယောက်ျားတွေໃຈမှာလားလို့ပြန်ပြောရမယ်နော်။ ယောက်ျားတွေတိုင်းတေတာကိုတေတာကိုပြည်သူတွေလည်းပြောနေပြပြည်သူတွေလို့ဟောပြရောနော်အဲ့တော့ဒီကမ်းမလူနယ်နဲ့စကိုင်းတိုင်းနေရာတော်တော်များများမှာစစ်ကြောင်းဟာကမ်းမလူကတတ်မတော်ပြည်သူစီရောစစ်ကြောင်းထိုးနေပေါ့ဗျာစစ်ကြောင်းထိုးတယ်အဲ့တော့လူတို့တွေစစ်ကြောင်းထိုးတော့ပြေးတယ်ပေါ့ဗျာပြေးတယ်ပေါ့နော်အင်အားလက်နေလေးတော့ဝင်လို့တုံးတော့လူတို့တွေကအောင်ပွဲတွေတကွာစကိုင်းတိုင်းတိုင်းလုံးမဲ့တိတ်တော့မလို့စကိုင်းတိုင်းတိုင်းလုံးမဲ့လူတို့တွေရရင်ပုံစံမျိုးနဲ့တူဦးမှာဦးတူလည်း သူ့ထက်၅ဦးအောင်ဆိုပြီးပါခေတ္တတို့ရောမင်းစီမာတို့ရော BBC တို့ရော RF တို့ရောဟောင်စီတို့အုပ်စုတွေရောအော်လိုက်ကြတာအော်လိုက်ကြတာအဲ့တော့ဟောင်စီတို့အုပ်စုတွေရောခေတ္တတို့ရောမင်းစီမာတို့ရော BBC တို့ရော RF တို့ရောပြောချင်တယ်ဘာဖြစ်လို့သခိုင်းတိုင်းမှာပါခါပါတွေ PDF တွေမနေ့ကလူလဲသေတာကြတော့ဘာဖြစ်လို့ခင်ဗျားတို့မအော်တာလဲဘာဖြစ်လို့ခင်ဗျားတို့ ရေလုံပိတ်ဘာဆို့ထားလို့ခင်ဗျားတို့မော်နိုင်ရတာလဲယောက်ျားသားတွေကြီးလက်နဲ့တည်းနဲ့တည်တာကိုခင်ဗျားတို့ကပြည်တူတယ်လားထောင်ချီထွက်ပြေးနေအဲ့ထောင်ချီကဘာကြောင့်ပြေးရတာတော့အဲ့ထောင်ချီကဘာကြောင့်ပြေးဘာကြောင့်ရှောင်ရတာတော့တို့တို့ကတော့လူကြီးတွေကြိုက်မကြိုက်တော့မတည်ဘူးပေါ့ဗျာတို့တို့ကတော့ရှင်းတယ်ဒီလူစီရွာလွယ်လို့ကြံတဲ့နေရွာအလိုလူလိုပါအကျန့်ဖက်အားပေးလို့ပဲပေါက်ကိုတော့တော့သုံးသက်တယ်ဗျเนาะ ဲ့ဒီရွာတွေကတနက်နဲ့ပြည့်လို့ရှိရဲ့အဲ့ဒီရွာအကြက်ဖက်ရွာပဲရွာတွေကတနက်နဲ့ပြင်းရွာတွေကအကြက်ဖက်ရွာပဲနော်ရှင်းရှင်းလေးခင်ဗျားတို့ပြောလေအဲ့လိုမဖြစ်စေခြင်းမှုဆိုရင်ကျမတို့ရွာတော့ကျမတို့ရွာကတော့အေးစစ်စစ်နေတာပါအေးစစ်စစ်နေကြပြည်သူတွေဖြစ်အဲ့တော့ကျမတို့ရွာ PDF တွေမလာပါနဲ့ပခါဝတွေမလာပါနဲ့အတိုင်းပဲဒီမလာကြပါနဲ့သူကိုပြောမလို့ကြပါနဲ့တရှိရှိပြောကြလေအဲ့ဒီရှိရှိတောက်ဆိုကြလေအဲ့လိုတောက်ဆိုလို့ခင်ဗျားတို့ရွာဘာမှမလုပ်ဘူးဘာမှလည်းမဖြစ်ဘူးဆိုရင်ဘယ်စီကြောက်မှမထိုးဘူး ဘယ်စီကြောက်ရမှာလဲမလားဘူးเนาะမပူနဲ့အဲ့ဒီလိုမဟုတ်ဖဲနဲ့ပီရက်တွေလာရင်တပြေပြန်းလေးနဲ့ကြိုရာနဲ့ထမင်းကျွေးရတာနဲ့ဝါမရတာစီကျိုးရတာနဲ့ပုံစံမျိုးဆိုတော့ဒါအကြက်ဖက်အားပေးတာပဲလေအကြက်ဖက်ထောက်ခံတာပဲနီးရတာကြောက်ရတယ်ဆိုတဲ့ပုံစံမျိုးလုံးလို့တော့မရဘူးလေဗျာဟုတ်လားအမှန်ကခမရအဲ့မထောက်ခံတဲ့သူပြည်သူမှန်တယ်ဗျအဲ့နေရာ PDF ရှိတဲ့နေရာမှာလည်းမနေဘူးဗျဒါတော့လည်းသဘောပေါက်ဖို့လိုတယ်နော် အဲ့တော့ကမ္မလူနဲ့ရောသခိုင်းတိုင်းနဲ့မှာရောစေเจ้าဟာထိုးနေပါတယ် PDF တွေကြက်ဖက်တွေ PDF တွေပတ်ခပါတွေညများများပါဗျာအခုတော်တော်များများသိဆုံးနေတာတွေလဲဒါတချို့ဓာတ်တွေလဲပြည်သူများအားလုံးမြင်ရမယ်ထင်ပါတယ်ကနော်ဒါပေမဲ့လူတို့တွေဓာတ်တွေကိုမတင်ပါဘူးဗျာနော်ဓာတ်တွေကိုမတင်မှုဆိုတာဘာကြောင့်မတင်တာလဲဆိုလို့ရှိရင် အားလုံးကသိသွားမှာဆိုလို့ဗျအားလုံးကသိသွားမှာဆိုလို့နော်တို့တို့ကအဲ့တော့မသေးသေးစားတဲ့ပုံစံမျိုးနဲ့မသေးရောက်မဲ့တို့တို့တွေကအောင်ပွဲရာအကြောင်းလေးတွေပဲသိနေတယ်ဆိုတော့လေသခိုင်းတိုင်းမှာရှိတဲ့ပြည်သူပြည်သားများအားလုံးခင်ဗျားတို့တဘောပေါက်ဖို့လိုပါတယ်ဗျာနော်အကြမ်းဖက်အားပေးလေတဘောပေါက်ဖို့လိုပါတယ်ဒါကတော့ခင်ဗျားတို့မြင်မြင်အရှိတရားကိုဦးစင်းတို့ပြောပြခြင်းပြောပြခြင်းဖြစ်ပါတယ်ဗျာနော်ဒီနေ့မှလည်းစေချောင်းကတော့ထိုးတယ်စေချောင်းကတော့လူလက်ကြမ်းဖက်ရှိတဲ့နေရာတွေကိုဖြိုခွင်းတယ်ဥစ္စာရှိတာကိုတော့ပြက်ပြက်သားသားလှုပ်ဖို့ လုံနေတယ်ပေါ့ပြပြဒါဒီချက်အချိန်မြင့်သွားဖို့ပဲရှိတယ်လို့ဦးစင်းကတော့တုံ့တက်ချင်ပါတယ်ဗျာနော်အချိန်မြင့်သွားဖို့တုံ့တက်ချင်ပါတယ်နောက်တစ်ချက်ကဦးစင်းတို့အခုတ်ကူနေတယ်မှာလဲနော်တော်တော်များများအလင်းဝင်မှုအတွက်ကိုချိတ်ဆက်လာတာဒီအများကြီးပါဗျာနော်အခုတ်ကူဆိုဆိုလို့ရှိရင်ညောင်ချစ်ပင်ကဆရာတော်ဥဝါရမဥဆောင်တဲ့ပြည်သူစစ်အခွဲစီကိုလဲဆိုရင်ကာမအနယ်ကပြည်သူစစ်တွေ ကဟိုကမ္မနယ်က PDF အကျန်းဖက်အုပ်စုတွေကအုပ်စုလိုက်အဖွဲလိုက်တော့မှအလင်းဝင်မှုဆက်တွယ်တဲ့အနေအထားအထိရှိလာပါတယ်ဗျာနော်ဒါလည်းဘာပြောပြောပါဒါလည်းဦးစင်းတို့ကတော့ဒါမင်္ဂလာပါပဲဘာဖြစ်လို့ဆိုတော့သူတို့တွေအတိတရားရှိလာအမြင်မှန်ရအောင်ပဲဦးစင်းတို့ကစောင့်မျှော်နေခြင်းဖြစ်ပါတယ်အဲ့တော့အညာဒေတာမှရှိတဲ့ PDF တွေဗမာ PDF တွေအကုန်လုံးပေါ့ဗျာနော်အကုန်လုံးပေါ့ အချိန်ကလည်းခင်ဗျားတို့အခုကပြောခဲ့ပြီပဲခင်ဗျားတို့ကထိုးကြွေခံရတယ်ခင်ဗျားတို့ကထိုးကြွေခံရတယ်နိုင်ငံရေးခင်ဗျားတို့ကနိုင်ငံရေးသမားတွေရဲ့ခင်ဗျားတို့ကသားကောင်နေမြုံနေရခင်ဗျားတို့ဖားရီငားရီလိုပဲမြုံနေရငါထောင်ထားတယ်ပြီးပြီဆိုသူ့အကိုပြုတ်ပဲနေနေလွတ်ပဲနေနေဘာဝဲလို့လို့အဲ့တော့မြုံနေရငါလိုအချိန်တိုင်းတော့သူ့အကိုတညာလုံးဘလောက်ပဲပြုတ်ဆိုမြုံနေရငါတို့တို့ကတော့မတည်ဦးတယ်မနဲ့မိုးလေးတော့သေတာပဲကြာမြုံနေရငါတွေကလည်းနော်မြုံနေမှာအဲ့ငါးယောက်ပဲဆိုသေတာပဲပီရီယက်ထဲမှာယောက်ပဲဆိုတက်တက်သေမှာပဲ သေးမှာပဲဒါလေးကိုလေဒါတဘောပေါက်ဖို့လိုတယ်အဲ့တော့တတ်မတော်ကတော့အမုန်းတရားနဲ့အလုံးလုံးနေရမဟုတ်ဘူး data နဲ့အလုံးလုံးနေရဖြစ်တဲ့အတွက်ကြောင့်ဒါအစကတတ်မတော်လဲခင်ဗျားတို့ညခဲ့တာတွေထောက်ထားခဲ့တာတွေအများကြီးပါအခုနောက်ပိုင်းမှာအတ္တိတရားမရှိဘူးဆိုလို့ရှိရင်တော့တတ်မတော်ကလည်းညစရာအကြောင်းမရှိဘူးပြည်သူရဲ့တောက်ဆိုချက်ရပဲနော်ပြည်သူရဲ့တောက်ဆိုချက်ညစရာအကြောင်းမရှိဘူးလို့ပြောတယ်အဲ့တော့ကိုယ့်အတက်ကိုမနကိုယ့်အတက်ကိုနှမျောတယ်ကြောရှင်ငိမ့်ညာတော့မိသားစုနဲ့ဖြတ်တန်းကျင်တယ် မိတော်ရွှေညဉ့်ရံတော့မိသားစုနဲ့အေးစစ်စစ်နေခြင်းနဲ့ဆိုလို့ရှိရင်တော့အလင်းဝင်မှုပဲဥစဉ်တော့ကတော့ပြောကြပါတယ်နော်။နိယပတ္တာသာပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်စစ်သားတွေပဲဖြစ်နိယနဲ့ဆက်တွေ့ကြပါလို့ဥစဉ်ကတော့ပြောကြပါတယ်ဗျာနော်။ဒီနေ့လဲမိုးကိုဘက်ကနေလာပြီးမှအလင်းဝင်မဲ့သူတွေရှိတယ်ဗျာနော်။အလင်းဝင်မဲ့သူတွေရှိရဲ။ဒါတို့တို့ရောက်တဲ့ရောက်ထိုက်တဲ့နေရာတော့ရောက်နေပါပြီနော်အလင်းဝင်မဲ့သူတွေရှိတယ်နော်ဒါလည်းဗမာတွေဗမာ PDF တွေဗမာ PDF မတွေပေါ့ဗျာနော်အလင်းဝင်မဲ့သူတွေရှိတယ် နောက်တစ်ချက်ကဦးစင်းတို့ဒါလဲသခိုင်းနိုင်တို့သခိုင်းနိုင်ဆိုတော့နမခတိုင်းထဲမှာပေါ့ဗျာနမခတိုင်းထဲမှာရောနမခတိုင်းကနေဒီမန္တလေးတိုင်းပါ sorry နော်အဲ့ဒါလက်ပံလာတို့စင်ကူးတို့တခြားလုံးပေါ့နော်အစကတော့ PDF တွေနဲ့ရောထွေးပြီးမှနေကြတယ် PDF တွေနဲ့တပွင့်တတိနေကြတယ်အလိုတူလိုပါနေကြတယ်အခုအခါမှာတော့အချင်းနေမကောင်းမှအချင်းနေမှန်မှတိတဲ့အတွက်ကြောင့် PDF တွေနဲ့ရောထွေးနေတဲ့အတူဒီမန္တလေးမြို့ထဲမှာ ်ညောင်များစွာဝင်လာတာကိုလည်းဒါဥစဉ်တို့တည်ရတယ်အဲတော့အုတ်ကြီးတွေရောပေါ့နော်ဌာနဆိုင်ရာအားလုံးဧည့်သည်ကိုတိတိကျကျစစ်ဖို့အတွက်ကိုဥစဉ်တို့အနေနဲ့ဒါပြည်သူတွေရဲ့ကိုယ်စားပေါ့ဗျာဥစဉ်အနေနဲ့ဒါမေတ္တာရခိုင်ခြင်းပါလေဗျာနော်ဒီဒီရဲ့အဲမှာဧည့်သည်ကိုတိတိကျကျစစ်ဖို့လိုတယ်ဘုံကြောင်းနေတဲ့ဟိုဧည့်သည်စစ်ဖို့လည်းလိုပါတယ်ဗျာနော်အဲ့တော့ဆရာတော်ဒီကလည်းအစီအစစ်တဲ့အခါမှာဦးသိန်းတို့ဟိုတလောလွန်ကတော့တလောက်ကပီဒီအက်မိတယ်။သေကူပီဒီအက်တကောင်မိတယ်။ပြီးတော့ဘယ်ကဖုန်းကြောင်းထဲကမိတယ်။နော်ဖုန်းကြောင်းထဲကမိတယ်။ အဘုန်းကြီးကလည်းအလိုတူလိုပါတူထားတယ်အဲ့တော့ရှင်ဘုရားဒါဒါအမှန်ပြောရလို့ရှိရင်ဒါဖမ်းတဲ့တူတွေကကောင်းလို့ဖမ်းတဲ့တူတွေကဒါတဘောရမပြောဘူးဥပဒေတိုင်းသွားမယ်ဆိုလို့ရှိရင်ဆရာတော်ကဘုန်းကြီးကဖမ်းလို့ရတယ်ဟိုအကျမ်းဖက်ကိုလက်ခံထားတဲ့အတွက်ကြောင့်တကယ်လို့အကျမ်းဖက်လမ်းတော့တင်းပို့ရမယ်တကယ်လို့သူ့ကိုလေးဟောဟုတ်ပြီတင်းမပို့ပဲသူအလေးဝင်နေတဲ့ပုံစံရှိတော့မှစီယုံပြီးမှအလေးဝင်ခိုင်းရမယ်ဒါလေးတွေကိုလည်းဆရာတော်တွေကိုတပြီးတော့ယူသေးသွားရှောက်ထားခြင်းဖြစ်ပါတယ်ဗျာနော်ရှင်ဘုရားတို့ဒါအကျမ်း ဧည့်တွေတွေဘယ်နှယောက်လာလာဘယ်လောက်ပဲလာလာကိုနဲ့ရက်ွက်နီးရမှာလားရှင်မယားတို့အဇင်းတိုင်ဖို့လိုတယ်အဇင်းပို့ဖို့လိုတယ်အဲ့လိုမှမပို့ပဲနဲ့ရှင်မယားတို့လာတဲ့မြတ်လူလက်ခံမယ်ဆိုလို့ရှိရင်ဟာသူကတော့ငါလူတဲ့သူပဲဟာလက်ပံလားဆွေငူးကလေးလာလာရွှေလဲပါတယ်ငါအပ်ထားတာပဲယုံကြည်ရလို့တအပ်ထားတာငါတိုင်စရာအကြောင်းမရှိဆိုလာလာဘတ်တကူတဲကိုကြည့်မယ်ဆိုရင်တော့ရှင်မယားတို့ဒုက္ခအကြီးကြီးရောက်သွားမယ်လို့တပည့်တော်ကတော့တတိပေးချင်ပါတယ်ဗျာဒါကတော့ရှင်ဘုရားတို့အတွက်ကိုတပည့်တော်ကဒုတိယစွာဖြင့်တတိပေးတာပါဗျာဖြစ်လာမယ်အရေးကိုတွေးပြီးမှ ဖြစ်တတ်တဲ့သဘောတရားရှိတဲ့အတွက်ကြောင့်တပည့်တော်ကဒါယဟန်တန်ကချင်းချင်းကြီးညိုလေးစားတဲ့အတွက်ကြောင့်တချို့ယဟန်တန်ကလည်းဘာမှနားမလဲပါဘူးပြေနော်နားမလဲတဲ့ဆရာတော်ဘုရားတော်များနားလဲအောင်နားလဲပြီးမှတိတိကျကျီးတဲ့လှုပ်တဲ့ဆရာတော်များဒီလိုလိုဒီလိုဖြစ်တဲ့ဆိုအောင်သိအောင်ယူတီရှောက်ထားခြင်းဖြစ်ပါစေအားလုံးတော်ပါပဲဗျာ